မင်္ဂလာပါရှင်ထောက်လျာကအခန်းကဆိုတာနှစ်ယောက်နှစ်ယောက်နေတဲ့အခန်းအပေါ်အောက်အပေါ်မှာတရားအောက်မှာတရားနေတဲ့အခန်းကထောက်လျာပါ best pay တွေက600 900နေစားပြီးရှိပါတယ်1200လောက်သာရရဲဆိုတာကအခြေခံလုံတမားကြီးဈာထဲမှာဆိုလို့ရှိရင် ါးကများတဲ့လစာလို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့တချို့တွေအာနေစားခြင်းကိုမှ900 1200ရနေတဲ့သူတွေလည်းရှိပါတယ်။အာများတော့အဖြစ်ဒီမှာလုံးလုံးနေတဲ့သူတွေဘင်္ဂလားဒေ့ရှ်ရှိမယ်၊အိန္ဒိယရှိမယ်၊လုံးဝဒီအသက်ကြီးရယ်ဘာစကေးမှမရှိဘူးအင်္ဂလိပ်စကားလည်းမတတ်ဘူးအသက်ကြီးရငယ်ကတော့မဆိုင်ပါဘူးဒီအင်္ဂလိပ်စကားမရှိမတတ်ဘူး အာ communicate မလုပ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးတကယ်အာ skill work ကမဟုတ်တဲ့ဒီလူတွေဒီ construction မှာလုပ်တဲ့လူတွေဒီအခြေခံမြန်မာကိုယ်နိုင်ငံလိုနေရာမျိုးပဲအရင်ကြည့်လိုက်ကွာ cleaner လုပ်နေတဲ့လူတွေဒီဆက်တယ်မျိုးပေါ့အာရာလူတွေနဲ့ရှင်ပြီးတော့ခြီးပြီးတော့မပြောချင်ဘူးမလုပ်လဲဆိုတော့တချို့ကဒီ cleaner နဲ့လုပ်နေရဆိုပေမဲ့ မြန်မာပြည်မှာ scale အများကြီးရှိရတယ်ဒါပေမဲ့ဒီလိုရောက်လာတဲ့အချိန်မှာအချိန်နေကြောင်းကြောင်းအရာအာဗီဇာအခက်ခဲအရာ လုပ်နေတဲ့တွေလည်းရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့အာယာတို့တွေနဲ့ချီပြီးအရာအလုံးနဲ့ဒီဥပမာအေးပြီးတော့မပြောချင်ဘူးဒါပေမဲ့ဒီအခြေခံအလုပ်မိသူမဆိုအခြေခံအလုပ်လုပ်မယ်ဆိုအခြေခံလာစာပဲရမယ်အဲ့တော့အခြေခံလာစာက 1200 1300အနေစပြီးတော့2500အထိအတားအခြေခံလို့ပြောလို့ရတယ်ဒီပိုင်းမှာကအဲ့တော့ကိုကအခြေခံအဲအလုံးတမားဖြစ်နေဝင်နေဆိုလို့ရှိရင်အခြေခံလာစားပဲရမယ်1200ဆိုတာက2ယောက်စားပါအဲရွေးပြီးမရလားတီးမရလားတော့မသိဘူးတစ်နှစ်လားတစ်နှစ်တစ်နှစ်5ကလားတစ်လ5ကလားဆိုတော့တစ်လ5ကပါတစ်နှစ်5က1200နဲ့ဆိုလို့ရှိရင်တော့ union ပန်းညမှာတော့နေလို့မရပါဘူး အာ1400ပေါ့နော်ဒါရဲဖတ်မခံမယ်နဲ့ခိုးနေတော့မှာပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှင်ဒူဘိုင်းကို လူတွေကဘာကြောင့်ရွေးကြတာလဲဆိုတော့အမားတို့ကဘာကြောင့်ဒူဘိုင်းကိုရွေးခဲ့ကြတာလဲဆိုရင်တောက်လျှောက်မြန်မာပြည်မှာနေလာခဲ့တဲ့တောက်လျှောက်ကကိုယ့်နိုင်ငံမှာပဲကိုယ်နေမယ်ကိုယ့်နိုင်ငံကလုပ်ကိုပဲကိုယ်လုပ်မယ် ကိုရဲ့ဒီရှိရစကီနဲ့ပဲကိုရရလာစားနဲ့ကိုအဆင်ပြေစွာနဲ့နေခဲ့ကြတာပေါ့နော်။ဒါပေမဲ့အခုလိုမျိုးအချိန်ကြီးချိန်ကားတွေဖြစ်လာတဲ့အချိန်မှာကိုနိုင်ငံမှာကိုနေဖို့အဆင်မဖြစ်တော့တဲ့အနေအထားကိုရောက်လာတဲ့အချိန်မှာနိုင်ငံเจ้าကိုထွက်ဖို့ဆုံးဖြတ်လိုက်ကြတာ။ဆုံးဖြတ်တဲ့အချိန်မှာကဲအစိုးရကနေပြီးတော့နိုင်ငံเจ้าကိုထွက်ဖို့ဥပမာဂျပန်ကိုရီးယားထွက်မဲ့သူက ဘာသာစကားဖြစ်ပါစေဒီသက်ဆိုင်ရာသင်တန်းဖြစ်ပါစေသူတို့မှာတတ်ထားတာရှိမယ်သူတို့ကျွမ်းကျင်နေတဲ့နည်းပယ်တွေရှိမယ်များတော့အများစုကတော့ဒီဂျပန်နဲ့ကိုရီးယားသွားမယ်ဆိုလို့ရှိရင်သူတို့ဘာသာစကားတတ်ရမယ်အဲ့တော့ကြိုတင်ပြင်ဆင်ခြင်ရအနည်းဆုံး9လအနေတစ်နှစ်တည်းရှိမယ်အဲ့တော့အဲ့လိုမျိုးတွေကိုမကြော်ဖြတ်ဘဲနဲ့အမားတို့ကချက်ချင်းထွက်လာကြတာလုံးဝမနေမနေကျင်တော့ဘူးစိတ်မဖြစ်တော့ဘူးလို့ခံစားလာရတဲ့အချိန်မှာနိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးတော့နိုင်ငံရွေးလိုက်တဲ့အချိန်မှာနံပါတ်၁ချက်ကဗီဇာလျှောက်လို့လွယ်ရဗီဇာကတစ်ပတ်အတွင်းနှစ်ပတ်အတွင်းဗီဇာလျှောက်လို့လွယ်တယ်ဗီဇာကျလာပြီဆိုတာနဲ့အမားတို့ကတစ်ကတ်ဝယ်ပြီးတော့တန်းထွက်လာရုံပဲအဲ့ဒီအချိန်တုန်းက immigration ရဲ့ပြဿနာပါညာပါညာတွေကလည်းအဲ့လောက်ကြီးဘာမှတင်းတင်းကြပ်ကြပ်မရှိသေးဘူးဆိုတဲ့အတွက်ဗီဇာလွယ်တယ်တိကက်လွယ်ဖို့ဝယ်ဖို့လွယ်တယ်ပြီးလို့ရှိရင်ဒီဘက်ကိုရောက်လာတဲ့အချိန်မှာ အင်္ဂလိပ်စကားကိုမှုတ်ထုတ်ဘလော့နေအောင်ပြောစရာမလိုဘဲနဲ့အခြေခံအလုပ်တွေကိုဝင်လုပ်လို့ရတဲ့နိုင်ငံကအမအမြင်ကတော့ထိုင်းကလွယ်ရင်ဒူဘိုင်းပဲရှိတယ်။ပြီးရင်ထိုင်းမှာကထိုင်းစကားမတတ်ဘူးဆိုရင်ဈေးဝယ်ရတာအအခက်ခဲဖြစ်တယ်။မြန်မာတွေမရှိတဲ့နေရာကိုရောက်နေခဲ့ရင်ပြောတာအဲအမထိုင်းမှာလည်းမြန်မာတွေအများကြီးရှိတယ်မြန်မာလိုပြောလို့ရရဲဆိုတော့ဟာကြုံမြင်လို့ကြုံပြောတာပါဗောနော်။ဒူဘိုင်းမှာက English က yes or no see i'm go go come and go ပြောတတ်တယ်ပြောတတ်တာလောက်နဲ့ basic ကို ပြောတတ်ရုံလောက်နဲ့ဒီဘက်မှာကအလုပ်တစ်ခုရဖို့အလုပ်မရွေးဘူးဆိုရင်အလုပ်ရှာဖို့အတွက်တခြားနိုင်ငံတွေတက်ပို့လွဲတယ်ဒီဘက်မှာအလုပ်ရှာဖို့လွဲတာလို့ပြောမှာမဟုတ်တခြားနိုင်ငံတွေတက်ပို့လွဲလို့ထင်တယ်ဘာလို့လဲဆိုတော့တခြားနိုင်ငံတွေကိုအမအရာခုလိုလားဆိုရင်မျိုးရှုံကိုယ်တိုင်ရောက်မှမဟုတ်ဘူးကိုက မင်းစည်းပွင့်နားပွဲနဲ့နေလို့ရှိရင်ဘယ်နိုင်ငံတွေမှာဆိုဘယ်လိုလှုပ်ရှားရတယ်ဘယ်လိုတွေဆိုဘယ်လို communicate လုပ်ရတယ်ဆိုတော့သိနိုင်တယ်အဲ့တော့မြန်မာပြည်ထဲမှာတည်းကကိုကနိုင်ငံเจ้าကိုထွက်တော်မယ်လို့စီစဉ်နေဆိုလို့ရှိရင်ကိုအရေးချင်းနဲ့ကိုက်ညီတဲ့ကို skill နဲ့အသုံးဝင်မယ်ပြီးရင်ကိုကိုယ်တိုင်အများကြီးဒုက္ခဒုက္ခတွေမရောက်ဘဲနဲ့အလုပ်တစ်ခုရမယ်နေရာကိုကိုကိုဒီတာဝန်ယူလို့ရမယ်နေရာ ေးမိသားစုဒုက္ခမပေးဒုက္ခပြန်မပေးဘဲနဲ့ကိုယ်တိုင်ရုန်းကန်လို့ရမယ်နိုင်ငံကအမရဲ့ဒီ list ထဲမှာပထမဆုံးနိုင်ငံကဒူဘိုင်းပဲရှိတယ်။ဆိုတော့ဒူဘိုင်းကိုထွက်လာခဲ့ကြတာဖြစ်ပါတယ်။အဲ့တော့ခြေကန်လာတာကတော့2500ကအများဆုံးဖြစ်ပါလိမ့်မယ်။နေစားငိမ့်တာမငိမ့်တာကတော့ company တွေရဲ့ဒပိုင်းပေါ့နော်။ဒါကသူ့မိကုန်းကို အာဖြေကျင်တာဆိုတာကိုပြောပြကျင်တာလေးတွေကပို့သွားရပါတော့ဒီတောက်ထဲကိုရွေပြီးတော့ဖြေရအောင်မဟုတ်ဘူးတော်များများ comment တွေမှာလာစားဒီလောက်နဲ့အာဒူဘိုင်းကမကြိုက်ဘူးလာစားနဲ့ပေးရတဲ့ cost နဲ့ဘာညာဘာညာအေးနဲ့ကိုကကိုအစီအမံလို့ထင်တဲ့လမ်းကိုရွေကိုကိုရိုင်းရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကိုအာဒီပြောရမယ်ကိုဖျက်ကျော်နိုင်တဲ့ဒုက္ခ လောက်ပဲရှိတဲ့နိုင်ငံကိုယ့်ဘာကိုယူပေါ့နော်အမကတော့အမအဲဒီကိုအချိန်လဲကြာရင်မပေးချင်ဘူးပြီးရင်အာကိုကဂျပန်စာတွေတရုတ်စာတွေကိုရီးယားစာတွေလည်းပဲတတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ပြီးရင်အာအင်္ဂလိပ်စာကလည်း fluently ဖြစ်နေရမဟုတ်တဲ့အတွက်ကြောင့်မို့ဒူဘိုင်းကိုရေးလိုက်တာဖြစ်ပါတယ် เนาะပြီးရင်နောက်တစ်ခုကဒူဘိုင်းမှာကဘာတစ်ခုအားတာတက်ရှိလဲဆိုတော့ကိုကအလုပ်ရသွားပြီပြီးရင်ကိုကဒီရနေရဲ့လုပ်နေတဲ့အလုပ်အလုပ်နှစ်နှစ်တာစာချုပ်အတွင်းမှာကိုကကိုစကီကိုကိုဖြည့်နေရဆိုလို့ရှင်နှစ်နှစ်ပြည့်ပြီလို့ကိုကနောက်တက်ဆင်ကိုခုံနေတယ်ဆိုအရန်လွယ်တယ်နောက်တက်ဆင်ကိုကဒီတခြားနယ်ပယ်တခုအလုပ်လျှောက်နေတာပဲဖြစ်ပါစေလက်ရှိရှိနေတဲ့ position ကနေပြီးတော့ဒီ higher position ကိုရှောက်ရှင်တာပဲဖြစ်ပြီးလေကိုယ်မှာပဲ skill ရှိနေဖို့လိုတယ်ရှိတယ်ဆိုလို့ရှိရင်ကိုကဒီအလုပ်တွေကို jump လောက်ရတာလွယ်တယ်ပေါ့နော် jump လောက်တိုင်းလောက်တိုင်းမှာလည်းအဲ့ကိုတစ်ချက်ခုံပြီးတော့ຢາກမြင်သွားတဲ့အချိန်မှာလည်းလိုက်လာတဲ့ speed skill ကကျန်းတယ်ကိုက junior ကနေပြီးတော့ senior ဖြစ်သွားပြီဆိုတာနဲ့အနည်းဆုံး900ကထပ်900ထပ်တိုးတာပေါ့နော်ကိုကခုံခုံတတ်ဖို့လည်းလိုတာပေါ့ ုံမတန်တော့ပြုတ်ကြမှာပေါ့အဲ့လိုမျိုးတွေတော့ရှိရပါဘောเนาะအဲ့လိုမျိုးဆိုတော့ကိုဒီမှာအဲဒီမှာကစကေးရှင်ရှိသလိုလာတာက AD 8000 9000 10000 12000 10000 10000 9000နေတယ်မြန်မာတွေလည်းအများကြီးရှိပါတယ်အဲ့တော့ကြတော့ဒါမဲ့လို့စဉ်းစားထားရင်တော့စကေးအများကြီးဖြစ် ြီးရင်ရောက်လာတဲ့ချိန်မှာလည်းပဲအာတုံကွန်ဆိုင်အလုပ်ရှာရှာပြီးလို့အလုပ်ရတဲ့ချိန်မှာလည်းပဲကိုသွားခြင်းတဲ့နေရာကိုရောက်အောင်ကိုကိုကိုစကီးတွေဖြည့်အဲ့ဒါဆိုလို့ရှိရင်တော့ဒူဘိုင်းကအဆင်ပြေပါတယ်ပြီးရင်ကြတော့အမအရင်မီယိုမှာပြောခဲ့သလိုပဲဒူဘိုင်းမှာအကုန်လုပ်ရပါတယ်မရတာဆိုလို့မိုးရသည်ပဲရှိပါတယ်အမအရင်မီယိုပြောခဲ့သလိုမျိုးမွတ်စလင်နိုင်ငံဖြစ်တဲ့အတွက်ကားလို့ခုံလို့မရဘူးလားဆိုတော့ းဘားတွေများရှိရယ်ဘယ်ဘားကိုသွားခြင်းလဲအရက်တောက်လို့မရဘူးလားအွန်လိုင်းကနေပြီးပတ်စံရှိရင်အိမ်ရောက်အခန်းရှိအရောက်ပို့တဲ့ delivery တွေတောင်ရှိပါတယ်အရက်တောက်လို့ရရယ်အရက်ဆက်လက်တခြားမကောင်းတာမှန်သမျှအကုန်ရရယ်အဲတော့ကိုကိုကိုထိန်းတဲ့ပုံလဲလိုတာပေါ့နော်ဒါမှမဟုတ်မထိန်းမဲ့သူတွေအဲ့ဒီထဲကိုပျော်မဲ့သူတွေအတွက်ကလည်းအကုန်လုံးရှိပါတယ်ဝတ်သားလဲရပါတယ်နော် အဲ့တော့ကိုယ်အဆင်ပြေထင်တဲ့လမ်းကိုယ်အဆင်ပြေတဲ့နိုင်ငံကိုယ်အဆင်ပြေမထင်တဲ့အလုပ်ကိုရွေးပြီးတော့ကိုကိုကိုဟန်ဒယ်လုပ်နိုင်တဲ့သူတွေအမိကိုကြီးနဲ့သူတွေဖြစ်ကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးပါ